Hello, hello. Good morning, good afternoon, good evening, wherever you are watching from. Welcome to my Rose Linking and Thomas Business Page. အားလုံးပဲမင်္ဂလာနေ့လည်ခင်းနေပါရှင်။ကျမရဲ့ Rose Linking and Thomas Business Page ကနေပြီးတော့ကျမရဲ့မိတ်ဆွေတွေကိုပြန်လည်ကြိုဆိုပါရစေ။ ဒီနေ့လေကျမကကျမရဲ့မိတ်ဆွေတွေကိုပေါ့နော် digital business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရေကျမတို့ရဲ့ business မှာပဲဖြစ်ဖြစ် personal life မှာပဲဖြစ်ဖြစ်အကျိုးရှိမဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် live လေးကိုအဆုံးထိကြည့်ဖို့လေအားလုံးကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ဒီကျမရဲ့ business page ကို like နဲ့ follow လုပ်ပေးကြရဲကျမရဲ့မိတ်ဆွေအစ်တတွေကိုကျမကဒီကနေပြီးတော့အကျေးဇူးတင်ပါတယ်လို့ကျမရဲ့ business page ကို အာ like and follow လုပ်ပေးကြရဲ support လုပ်ပေးကြရဲကျွန်မရဲ့ content လေးတွေကိုစိတ်ဝင်စားလို့ပေါ့နော်အာကျွန်မကို support ပေးကြရဲကျွန်မရဲ့မိတ်ဆွေတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်လို့ဒီကနေအရင်ဆုံးပြောချင်ပါတယ်ပြီးတော့ကျွန်မရဲ့ business page ကနေပြီးတော့လည်းကျွန်မရဲ့မိတ်ဆွေကို welcome ပါလို့နှုတ်ဆက်ချင်ပါတယ် ဟုတ်ကဲ့ပါဒီ live လေးကိုကြည့်ရှုနေကြရတယ်ကျွန်မရဲ့မိတ်ဆွေအစ်စ်တီပေါ့နော်ကျွန်မကိုမသိကြသေးတယ်ကျွန်မရဲ့မိတ်ဆွေတွေကိုကျွန်မပြန်ပြီးတော့နှုတ်ဆက်ချင်ပါတယ်ကျွန်မနာမည်က Roselink ခင်ပါကျွန်မကမိသားစုနဲ့အတူတူထိုင်းနိုင်ငံဘန်ကောက်မြို့မှာနေထိုင်ပြီးတော့ digital business ကိုလုပ်ကိုင်နေတဲ့ digital business owner တယောက်ဖြစ်ပါတယ် digital business ကိုလေ့လာလုပ်ကိုင်ချင်ကြတယ်ကျွန်မရဲ့မိတ်ဆွေတွေကိုလည်း network ခေါ်နေတဲ့ mentor တယောက်ဖြစ်ပါတယ်လို့နှုတ်ဆက်ချင်တယ်အာကျွန်မရဲ့ background ကိုကျွန်မနေငယ်လေး ညှောက်ရမယ်ဆိုလို့ရှိရင်เนาะကျွန်မက medical professional ဖြစ်တယ် public health professional တယောက်လည်းဖြစ်တယ်အာဒီ public health လုပ်ငန်းမှာဆိုလို့ရှိရင်ကျွန်မ15နှစ်ကျော်လောက်လုပ်ကိုင်ခဲ့တယ်အခုလက်ရှိမှာတော့ကျွန်မက medical tourism service တွေကိုလုပ်ကိုင်နေရင်းနဲ့ပေါ့เนาะဒီ digital business ကိုလည်း transfer ပြီးတော့လုပ်ကိုင်နေရဲ့ business owner တယောက်ဖြစ်ပါတယ်လို့နှုတ်ဆက်ချင်ပါတယ်အားလုံးမင်္ဂလာနေ့လည်းခင်ပါနေခင်ဘက်ဆိုတော့ကျွန်မတို့ရေမိတ်ဆွေကြီးလည်းအာ အားကြရလားတော့မသိဘူးเนาะအာကျမတို့ကဒီ digital business ကဆိုလို့ရှိရင်ကိုကကိုပိုင်စီးပွားရေးဖြစ်တယ်ဆိုတော့ကိုအားတဲ့အချိန်လေးပေါ့เนาะကျမဆိုလဲကျမအားတဲ့အချိန်လေးမှာအဲကျမရဲ့ business အကြောင်းလေးကိုဒီလိုမျိုးအမျှဝေပေးတယ်ကိုအားတဲ့အချိန်လေးမှာကို schedule လေးနဲ့ကိုပေါ့เนาะ flexible ရှိရှိအာလုပ်ကိုင်နိုင်တဲ့အတွက်ကြောင့်လေဒီလုပ်ငန်းကိုရွေးချယ်ပြစ်ခဲ့တာပေါ့เนาะဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီနေ့ကျွန်မဆွေးနွေးသွားမယ့် topic လေးကိုအာကျွန်မကမျှဝေခြင်းနဲ့ပေါ့เนาะကျွန်မဒီနေ့အာကျွန်မရဲ့မိတ်ဆွေတွေကိုမျှဝေခြင်းနဲ့ အာ topic လေးကတော့ကျမတို့တွေကအာဒီ long term goals ပေါ့နော်ကျမတို့တွေရီမန်ချက်ဒီပန်းနိုင်နေထားရှိကြတဲ့အခါမှာ short term ဟုတ်ဖ ೇನೆ ပေါ့နော် long term သွားတဲ့အခါကျရင်ကျမတို့က motivation ဆိုတော့ကအမြဲတမ်းရှိဖို့လိုတယ်လीနော် motivation ရှိမှသာအာ sustaining motivation ရှိမှသာเนาะကျမတို့ long term goal ကိုသွားတဲ့အခါအချိဖြစ်နိုင်လေဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အာဒီနေ့အပြောင်းလဲပြီးသွားမှာဖြစ်ပါတယ် ကျမတို့တွေကလုပ်ငန်းတွေကိုစတဲ့ခါကျရင်အစတော့ကျမတို့တွေကလွယ်တယ်လीเนาะလွယ်တယ်လीဆိုတာ decision လေးကိုလုပ်လိုက်တယ်ဟုတ်ပြီငါစလုပ်မယ်ဆိုစလိုက်ကြတယ်ဒါပေမဲ့ရေရှည်ကိုသွားတဲ့ခါကျတော့အာเนาะကျမတို့ goal ဆိုရယ် big goal ကိုရောက်ရှိဖို့အတွက်ကျမတို့သွားတယ်စူးစမ်းထုတ်ပြီးသွားတဲ့အချိန်ဒီမှာကျတော့တော်တော်ပေါ့เนาะတချို့တွေဆိုလို့ရှိရင်လည်းလက်လျှော့သွားကြတဲ့လူကြီးရှိရဲ့ အာဒီလိုမျိုးပေါ့နော် motivation ဆိုတာကကျမတို့လူဆိုတော့ motivation ဆိုတာတက်တာကြီးကြတာကြီးရှိတယ်လीနော်ဒါပေမဲ့ကျမတို့တွေက long term သွားရဲခရီးသွားတဲ့ခါ long term သွားရဲနော်ကျမတို့ remain ချက်တွေသွားရဲ success ဆိုရဲအောင်မြင်မှုသွားရဲလမ်းကြောင်းတွေမှာဆိုလို့ရှင်တော့ကျမတို့ motivation လေးတွေကို sustain ဖြစ်ဖို့ကတော့ အရေးကြီးတဲ့အချက်မှာပါပါတယ်။ကျမတို့လုပ်ငန်းပဲဖြစ်ဖြစ် personal life မှာပဲဖြစ်ဖြစ် short term ပေါ့နော်။ကောက်ယူမီလိုမျိုးခုထလုပ်တဲ့ပြီးတော့တလားလောက်နေရောမလုပ်ချင်တော့ဘူး။မလုပ်တော့ပါဘူး။မလုပ်ချင်တော့ပါဘူးဆိုပြီးတော့နေကြမယ်ဆိုလို့ရှိရင်ကျမတို့တွေအောင်မြင်မှုဆိုရဲပန်းနိုင်ဆိုရဲရောက်မှာမဟုတ်ဘူး။ကို target ဆိုရဲအကြီးမင်းချက်ပေါ့နော်။ကိုရဲ target တွေကိုလည်းရောက်ရှိနိုင်မှာမဟုတ်ပါဘူးပေါ့နော်။ဒါကြောင့်မလို့ကျမတို့မိဆွေတွေ ဒီလိုမျိုး long term goal တွေချမှတ်တဲ့အခါမှာကိုယ့်အတွက်အမြဲတမ်း motivation ဖြစ်ဖို့အတွက်ပေါ့နော် tips လေးတွေကိုလည်းဒီနေ့ကျွန်မကပိုင်းမေးဆွေတွေကိုကျွန်မသိသလောက်ပေါ့နော်ကျွန်မမျှဝေပေးသွားမှာဖြစ်ပါတယ်လို့ နံပါတ်1ချက်ပေါ့နော်နံပါတ်1ချက်ဆိုလို့ရှင်တော့ကျမတို့တွေကအမြင်နဲ့မြင်တယ်အာ remember your why ပေါ့နော်ကျမတို့တွေလုပ်ငန်းတွေလုပ်တာပဲဖြစ်ဖြစ်ကိုစခဲ့တဲ့နော် start point ပေါ့နော်အာ start point မှာဘာကြောင့်စခဲ့တာလဲနော်ဘာကြောင့်လုပ်ချင်တာလဲအလုပ်ဒီဆိုရင်လည်းဘာကြောင့်လေးလာသိမ်းမှုဆိုလို့ရှင်ねအာကျမတို့ဘာကြောင့်လေးလာသိမ်းမှုချင်တာလဲလုပ်ငန်းတွေဆိုလဲဘာကြောင့်လုပ်ကင်ချင်တာလဲဒီအရေးကြီးတဲ့ start point ပေါ့နော်ပထမဆုံး ဖြစ်သော wine ဆိုတဲ့အချက်ကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။အဲကျွန်တော်တွေက wine ကပျောက်သွားရင်တစ်ခါကျရင်ဒီနည်းနည်းရောင်းထမ်းပေါ်ရတဲ့ခါကျတော့လုံလုံရင်းလုံရင်းနဲ့ပေါ့နော်ကျွန်တော်တို့လုံကိုင်းနေကြတယ်နော်။အာဒီလိုမျိုးသွားနေတဲ့အချိန်မှာ ို့ရဲ့ရီမန်းချက်တစ်ခါကြီးပျောက်တက်တယ်တစ်ခါကြီးနန်းပျောက်တယ်ဆိုပြီးပြောတတ်ကြတယ်ပေါ့နော်အဲဒီလိုမျိုးအချိန်ဒီမှာပြန်လည်ပြီးတော့ကိုကစဉ်းစားရမယ်ဆိုလို့ရှိရင်ကျမတို့ဒီဘာကြောင့်လုပ်ငန်းကိုစခဲ့ရလဲဘာကြောင့်ကိုက business ဆိုလဲ business ကိုဘာကြောင့်စခဲ့ရလဲနော် personal development တွေအတွက်ကိုကိုကအကြောင်းနှိတက်နေတာဆိုလို့ရှိရင်ဘာကြောင့်ငါဒီအကြောင်းကိုစတက်ခဲ့ရလဲအစရှိဖြစ်ဖြစ်ကျမတို့ရဲ့ point ကိုကျမတို့ကမမေ့ မလျော့ပဲနဲ့ပေါ့နော်အမြဲတမ်းသတိရဖို့လိုအပ်ပါတယ်ဒီလိုမျိုးဝိုင်းကိုသတိဟခြင်းအပြင်ကိုယ့်အတွက်ကိုသွားမဲ့ပန်းတိုင်းကိုသွားခြင်းနဲ့ရည်ရွယ်ချက်ပေါ့နော်အာဒါကိုအထမြတ်ဖို့အတွက်ကျမတို့တွေကအမြဲတမ်း reminder ရရှိနေတဲ့ခွန်အားတွေလည်းရရှိနေပြီးတော့ motivation ကိုလည်း sustain ပေါ့နော်ဖြစ်ရရောက်တယ် motivation ကိုလည်းအမြဲတမ်းအာကိုယ့်ကိုယ်ကိုအတွက်ပေါ့နော် motivation ဖြစ်နိုင်ပါတယ်လို့နော်ဒါလေးကိုလည်းပြောချင်ပါတယ်ဒါကနံပါတ်1အချက်ပေါ့နော်နောက်တစ်ချက်ကိုကျမပြောရမယ်ဆိုလို့ရှိရင်တော့ဒုတိယတစ်ချက်အနေနဲ့ဆိုရင်ကျမတို့တွေက အာကိုက long term ကိုကိုသွားတဲ့ခါကျတော့ကျမတို့တွေမှာအောင်မြင်မှုတွေရှိတယ် challenge တွေအခက်အခဲတွေရှိတယ်အာတော်တော်များများကျတော့ဘာလို့ပဲသတိထားမိလဲဆိုတော့ challenge ပေါ့နော် challenge ပေါ့အခက်အခဲတွေဒါတွေကိုပဲကိုရီးယားဒီတွေးမိတယ်မြင်မိတယ်ပေါ့နော်မြင်မိတတ်တယ်အဲတခါလေးကြာရင်ကိုကကြုံတွေ့ခဲ့တဲ့ဟာလေးကိုအောင်မြင်လိုက်တယ်เนาะတတိမမွားပေါ့เนาะတတိမမွားဆိုပေမဲ့လည်းကို့အတွက်ကတော့ဒီအောင်မြင်မှုတွေပဲဖြစ်တယ်ပေါ့เนาะ ဥပမာလေးလာသိမ်းမှုဆိုလို့ရှိရင်လည်းဥမာမော်ဂျူးတစ်ခုပြီးသွားရဲဆိုရင်ဒါမော်ဂျူးတစ်ခုကိုအောင်မြင်မြင်လေးလာပြီးတော့ပြီးဆုံးသွားတာဖြစ်တယ်ဆိုတော့ဒါလေးကိုလည်းအသီးမှတ်ပြု celebration လုပ်ဖို့လိုတယ်အဒီလိုပဲ business တွေမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ business achievement တိုင်းကိုလဲပေါ့နော်ကိုက appreciate လုပ်ဖို့လိုတယ် celebrate လုပ်ဖို့လိုတယ်ဒါကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့ long term ကိုသွားတဲ့ခါကျရင်ကိုယ့်ရဲ့ ဖြစ်ချင်တာတွေကအများကြီးလေနော်ဖြစ်ချင်တာတွေကအများကြီးဖြစ်နေတဲ့အချိန်မှာကို့အတွက်ဒီဟာအောင်မရောက်မချင်းအများရန်အဆိုရင်ပူပန်မယ်အဲဒီဟာအောင်မရောက်လို့ဆိုပြီးတော့ပူပင်နေမယ်ဒီလိုမျိုးဆိုလို့ရှိရင်ကျမတို့တွေကဘလို့မှဒီ long term ကိုသွားတဲ့အခါမှာ motivate ဆိုတာရှိလာမှာမဟုတ်ဘူးပေါ့နော်အဲကျမတို့ဒီ long term ကိုသွားတဲ့အခါမှာကိုယ့်ရဲ့ small wins လေးတွေပေါ့နော်တည်တည်ငြိမ်ငြိမ်သောအောင်မြင်မှုလေးတွေကိုက appreciate လုပ်တတ်မယ် နော် appreciate လုပ်ပြီးတော့ကိုယ့်အတွက် celebrate ပေါ့နော်ဒါလုံနိုင်နေဟာငါလုံနိုင်တာပဲဟဲငါဒါတော့ရသွားပြီပဲအစရှိသဖြင့်ကိုယ့်ကိုဒီလိုမျိုး small wins လေးတွေကို appreciate လုပ်ပြီးတော့ celebrate လုပ်မယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့ business ပဲဖြစ်ဖြစ် personal life မှာပဲဖြစ်ဖြစ်ကိုယ်ကအမြဲတမ်း motivation ပြည့်နေရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်လို့ဒါကတော့နံပါတ်1အချက်ပေါ့နော်အဲနံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်ကျမတို့တွေက ီဟာကကျမတို့ပြောတယ်တင်္ဂနာနီးတင်္ဂမုံစုံနာနီးမုံစိုးဆိုပြီးအမြဲပြောလေးရှိကြတယ်ပေါ့နော်ကျမတို့ရေပဝင်းကျင်ပဝင်းကျင်ကအရေးပါတဲ့အတွက်ကြောင့်ဒီလိုစကပုံလေးတွေဆိုတာထွက်လာတာပေါ့နော်ကျမတို့တွေကအာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းเนาะ positive mindset ရှိတဲ့သူတွေအကျိုးစားအထောက်ချင်တဲ့သူတွေနောက်ပြီးအတွေးဖော်ဆိုတဲ့နေရာမှာလည်းအကောင်းမြင်စိတ်ပေါ့เนาะများတဲ့သူတွေနဲ့ surround လုပ်ထားမယ်ပတ်ဝန်းကျင်မှာအာရှိနေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပေါ့เนาะဒီမန်ချက်ပန်းနိုင်နေရောက်တဲ့အခါ အတွက်ကအမြဲတမ်း motivation ဖြစ်နေမယ်ကို even ကိုက depress ပဲဖြစ်ဖြစ်အာကိုကနော်ဒီ motivation ကျနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုး positive mindset ရှိရတဲ့တွေနဲ့ထိတွေ့လိုက်မယ်စကားပြောလိုက်မယ် conversation တွေလုပ်ပြီးတော့အမြောက်ရမှုလေးတွေလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး positive community ကနေပြီးတော့ energy တွေပေါ့နော် positive energy တွေ positive thinking တွေဒါတွေကကိုယ့်ကိုယ်လည်းကူးဆက်ပြီးတော့ကိုယ့်အတွက် motivation ဆိုတဲ့နော် motivation တွေကိုလည်းเนาะရရှိနိုင်မှာဖြစ်ပါတယ်လို့ဒါလေးကိုလည်းပြောချင်တယ်ဒါကြောင့်မို့ကိုယ့်အတွက် surrounded by positive people ဆိုတဲ့အချက်ကလည်းဒီပါရိုရဲ့ sustain တွေပဲပေါ့เนาะအာ motivation ဖြစ်ဖို့အတွက်အရင်ရေးကြည့်တဲ့အချက်တစ်ချက်အနေနဲ့လည်းပါပါတယ်လို့ နောက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့က visualize the fitness line ကျမတို့တွေကအဲကျမတို့ရဲ့ goal ဆိုတာသိရယ်နော်ဒီမန်ချက်လို့ပြောရမယ်အဲဒီမန်ချက်ကိုကိုကမြင်မနေဘူးဒီမန်ချက်ကဘယ်လိုမျိုးလဲဒီမန်ချက်ရောက်သွားရင်ဘယ်လိုတွေကို့အတွက်အကျိုးကျေးဇူးတွေရှိမှာလဲနော်ဒီမန်ချက်ရောက်ဖို့အတွက်ဘယ်လိုအဆင့်နေရှိနေသလဲအ step ကအစပေါ့နော်ကိုကအမြဲတမ်းဒီဒီမန်ချက်ပန်းနိုင်တော့ကိုကမြင်နေရမယ် visualize နော် visualize ဖြစ်နေရမယ်ပေါ့နော်ကြိုပြီးတော့အော်ငါဒီဒီမန်ချက်ပန်းနိုင်တော့သွားတာဖြစ်တယ်ဒီဒီမန်ချက်ရောက်လို့ရှိရင်ငါဘယ်လိုတွေ ိုးခက်အကျိုးကျေးဇူးတွေရှိမလဲအစရှိသဖြင့်ဒါလေးတွေကိုကျမတို့က visualize လုပ်ခြင်းအပြင်ကိုယ့်အတွက်လည်းဒီကိုယ့်ရဲ့ mindset ကိုသွားဖို့အတွက် motivation ဆိုတဲ့ခွန်အားတွေလည်းအပြည့်ရရှိနေမှာဖြစ်တယ်ပေါ့နော်အဒီတစ်ချက်ကိုလည်းပြောခြင်းနဲ့နောက်ဆုံးတစ်ချက်ကကြတော့ကျမတို့တွေက rest နားပါเนาะနားလို့ရပါတယ်ကျမတို့တွေအာကိုယ်မှာ long term သွားတဲ့အချိန်တိုင်းမှာကျမတို့တွေကအမောပန်းနာရရှိမယ်เนาะ motivation ကြတဲ့အချိန်လေးရှိမယ်ဘလို့ပဲ motivation ကြကြ ကိုနားမဲ့အချိန်မှာနားလို့ရတယ်ဒါပေမဲ့ bad never quit ပေါ့နော်ကျမတို့တွေလက်လျှော့လိုက်တာမျိုးတော့မဖြစ်စေနဲ့ပေါ့နော်ကျမတို့တွေက long term ကိုသွားတဲ့ခါကျတော့ရေရှည်သွားတာလीနော်ရေရှည်သွားတာဆိုတဲ့တကြာကျမတို့တွေကအာကိုအားငယ်တဲ့အချိန်ရှိမယ်ကို motivation ကြတဲ့အချိန်ရှိမယ်ဒီလိုအချိန်ဒီမျိုးမှာကိုကလက်လျှော့ပြီးလုံးဝဆုံးလို့လိုက်မယ်ဆိုလို့ရှိရင်ရှုံးကတော့ကို့မှာပဲရှိတာဖြစ်တယ်နော်ကိုပဲဆုံးဖြတ်သွားမှာဖြစ်တယ်အဲဒီလိုအချိန်ဒီမျိုးမှာဆိုလို့ရှိရင်ကိုက ဒီလို plan နဲ့သွားတဲ့အခါမျိုးကြရင်ကိုကနားလို့ရပါတယ်ကိုတနေ့တာမှာကိုပြင်မန်းသွားတယ်အာဒီတလုံးမှာပြင်မန်းနေရဆိုလို့ရှိရင်နားယူလိုက်ပါအေးစစ်စစ်နားယူလိုက်လို့ရတယ်ကိုအတွက်အာဒီ physically ရော mentally ရောပေါ့နော် rest လုပ်သင့်တယ်အနားလို့ရပါတယ်ဒါပေမဲ့ quit ဆိုတဲ့ကျမတို့အာ track သွားတာမျိုးတွေเนาะဒီကနေတော်ပြီเนาะလက်မြောက်ရှုံးပြရလို့ပြောမလားအာဒီလိုမျိုးတွေမလုပ်သင့်ပါဘူးပေါ့နော်ဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင်ကိုရဲ့ကိုရဲ့စူးစမ်းထုတ်ထားတဲ့ effort တွေကိုအကိုရင်းနှီးထားတယ်ဆိုတဲ့အတိုင်းဓာတ်တွေကိုမှ ဒီ business ဆိုလို့ရှိရင်လည်း business နဲ့ပတ်သက်တယ်ကိုယ့်ရဲ့ personal development ဆိုတဲ့ personal development တော့ကိုယ်ရင်းနှီးထားတဲ့အချိန်လေးရှိတယ်เนาะ energy တွေရှိတယ်တော့ငွေကြေးတွေရှိမယ်အာနီးပညာတွေရှိမယ်ဒါတွေအကုန်လုံးကိုကိုကစုံလွှတ်လိုက်ရတာစုံရှုံလိုက်ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ရေမိတ်ဆွေတွေဘလို့အကြောင်းပြချက်နဲ့မှဖြစ်မဖြစ်နဲ့ပေါ့နော်ကျမတို့တွေကိုယ်ဆိုတဲ့ track တာမျိုးတော့မဖြစ်စေနဲ့ဒါပေမဲ့ you can rest ပေါ့နော်နားလို့ရပါတယ်လို့အာဒီဟာကတော့လေကျမအဲဒီ အာလေးလာဘလောက်ပေါ့နော်ကျမတို့ရဲ့ဒီ long term goal တွေသွားတဲ့ခါကျရင် motivation ကိုအမြဲ sustain လုပ်ဖို့အတွက်အာရေးကြီးရဲ့အချက်ကလေးတွေကိုကျမအာကျမတည်တလောင်းမြှောက်ဝေခြင်းဖြစ်ပါတယ်လို့ဒါကြောင့်မို့ကျမရဲ့မိတ်ဆွေတွေလည်းဒီနေ့အာကျမတို့ကိုကိုမှာပေါ့နော်ကိုမှာ personal မှာပဲဖြစ်ဖြစ်အာဒီ business တွေမှာပဲဖြစ်ဖြစ်ဒီမှန်ချက်ဆိုရရလေးရှိလာတယ်ဆိုလို့ရှိရင်လေကိုကအမြဲတမ်း motivation ဖြစ်ဖို့အတွက်ဒီအချက်ကလေးတွေကအာကျမတို့မိတ်ဆွေကိုအထောက်အကူပြုမယ်လို့လည်းယူဆပါတယ် အာဒါကြောင့်မလို့ဒီအချက်လေးတွေကိုလည်းကိုကအသုံးပြုခြင်းအဖြစ်ပေါ့နော်ကိုရဲ့ business တွေ grow ဖြစ်ဖို့ကိုရဲ့ဒီ personal life မှာပေါ့နော် personal development တွေတိုးတက်ဖို့အတွက်ကိုအသုံးချနိုင်မယ်လို့လည်းယူဆရတယ်ပေါ့နော်ဟုတ်ကဲ့ပါအသုံးချဖို့လည်းကျွန်မကတော့တိုက်တွန်းပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျမတို့ကဒီ digital business ဆိုလို့ရှိရင်လည်းကျမတို့ကဒီလိုမျိုးပဲသွားရတာဖြစ်တယ်ကျမတို့ရဲ့ digital business က short term plan မဟုတ်ပါဘူး long term သွားရတဲ့ business အမျိုးအစားဖြစ်တယ် ်အဲကိုကလေဒီ digital business လို့ချင်းကျမတို့ one time investment ပေါ့နော်ဒီချိန်ညင်းနေပြီးရာနဲ့ကိုက business ကိုစတင်ပြီးတော့အာလုတ်ကင်လို့ရပြီပေါ့နော် business ကိုစပြီးလုတ်ကင်တဲ့အခါကနေစပြီးတော့ကိုယ့်ရဲ့ life time ပေါ့နော်ကိုသားစဉ်ရေးဆက်အထိလုတ်ကင်လို့ရတယ် business အမျိုးအစားဖြစ်တော့ဒါသီးလဲ long term plan နဲ့သွားရတယ် business မျိုးစားဖြစ်တယ်ပေါ့နော်ဒီလိုမျိုး long term plan နဲ့သွားရတဲ့ business မျိုးစားတွေမှာလည်းကျမခုနပြောတဲ့ sustain motivation ပေါ့နော် sustaining motivation လို့ခေါ်တယ် motivation ကိုအမြဲတမ်းထိန်းထားနိုင်ဖို့က အရန်ရေးကြည့်ပါတယ်အာကိုကဟိုဒီ long term ကိုသွားတယ်ဆိုတဲ့အတွက်ကြောင့်ဈာထဲမှာတက်တာကြီးကြတာရှိနေစိတ်ကပိုင်းဆိုင်ရာကြတာတက်တာကြီးရှိနိုင်နေ disrupt တွေပေါ့နော်နောက်ချက်တွေဆိုတာလည်းအများကြီးကြုံတွေ့နိုင်နေဒီလိုချိန်မျိုးမှာကိုယ့်အတွက် motivation ဖြစ်ဖြစ်နေဖို့အတွက်ပေါ့နော်ကျွန်တော်ခုနပြောတဲ့အချက်ကလေးတွေကလည်းအထောက်အကူပြုမယ်လို့လည်းယူဆပါတယ်အဒီအချက်လေးတွေကိုလည်းအသုံးပြုခြင်းအပြင်ကျွန်တော်ရဲ့ digital business ကလည်း develop ဖြစ်နိုင်တာပေါ့နော်အဥပမာဆိုလို့ရှိရင်ကျမတို့ဒီအချက်လေးညီပြန်ပြီးတော့ relying လုပ်ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ digital business မှာ surround ပေါ့နော် surrounded people တွေကလည်းတကယ် positive mindset ရှိတဲ့သူတွေနဲ့ကျမတို့အဒီကဘာလုံးမှာရှိရဲ့နော်ကျမတို့ business partner တွေမှာသူတို့ရှိမှာ positive mindset တွေအပြည့်ရှိရဲ့နော် တူညီတဲ့ goal ကိုသွားကြတဲ့ business owner တွေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဒီလိုမျိုး positive mindset ရှိရဲ့ supportive community နဲ့လည်းကျမတို့ကလက်တွဲခွင့်ရတယ်လက်တွဲပြီးတော့လည်းလုပ်ခိုင်းကြတယ်ကိုကလည်းသူများကို positive energy တွေ sharing လုပ်တယ်လို့မျိုးသူတို့တွေရှိရလဲကိုက positive energy တွေရရှိတာဖြစ်တယ်ဒါကြောင့်မလို့ motivation ဆိုတဲ့ sustain ပေါ့နော် အာဒီ motivation ကလည်းအငဲတန်းရှိနေနိုင်တာဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့မှာ fitness line လို့ခေါ်တဲ့ကျမတို့ရဲ့ဒီ goal ပေါ့နော် digital business မှာကောင်းတဲ့အချက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ကျမတို့ကပြင်ဆင်ပေါ့နော်အသက်ပြည့်ဆိုတော့ ဒီအသက်60ရေနော်အသက်65ရေကိုစောင့်ကြရမလို့ပဲねစူးစမ်းနိုင်စူးစမ်းနိုင်တဲ့လောက်ပြင်ဆင်လာစားဆိုရက်ခန်းစားမှုကလည်း digital business မှာရှိတာဖြစ်တယ်ဒီလိုမျိုးအကျိုးခန်းစား권ညီရှိရဲ့ business မျိုးစားဖြစ်တယ်ဆိုရက်ကြောင့်ကျမတို့ကဒီ pathway ကိုသွားရင်ဒီလိုမျိုးရရှိနိုင်တာအသေးစားပဲဖြစ်တော့ဒါတွေကိုလည်း Korea visualize လုပ်ပြီး motivation ဆိုတာဖြစ်နေနိုင်တာဖြစ်တယ်ပေါ့နော်အပြီးတော့ကျမတို့ရဲ့ digital business မှာဒီလိုမျိုး community ရဆိုလို့ရှိရင်အများအား supportive ဖြစ်တယ်အချင်းချင်း small wins လေးတွေကိုလည်း celebrate လုပ်ပေးကြတယ်ဆိုတော့ဒါကလည်းကျမတို့ရဲ့ business တွေ grow ဖြစ်ဖို့အတွက်ပေါ့เนาะအများကြီးထောက်ကူပြုပါတယ်။အာဒါကြောင့်မို့ခုနကကျမပြောတဲ့ဒီ long term goal ကိုသွားကြတာကျမတို့ရဲ့အတူတူပါပဲ။ဒီလို long term goal ကိုသွားနေကြတဲ့အတူတူမှာကျမတို့ရဲ့ motivation လေးတွေအငြင်းရမ်း sustain ဖြစ်နိုင်ဖို့အတွက်ပေါ့เนาะခုနပြောတဲ့အချက်ကလေးတွေကျမပြောလိုက်တဲ့ဒီကိုယ့်ရဲ့ wine ပေါ့เนาะ wine ကိုမမေ့ရ celebration of the small wins small wins လေးတွေကိုကျမတို့ celebrate လုပ်တာ surround yourself with a positive people လို့ခေါ်တယ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာ positive mindset ရှိရတဲ့တွင်နဲ့ surround လုပ်ထားတာเนาะဝန်းရံထားတာပြီးရင် visualize the finish line လို့ခေါ်တယ်ကျမတို့ရဲ့အာဒီကိုယ့်ရဲ့ goal ကိုပို့ပြီးပုံဖော်နိုင်ဖို့အတွက်ခွန်အားပြည့်ရှိတာတွေနောက်ပြီးတော့အဓိကအနေနဲ့တော့ကျမတို့တွေက rest လုပ်လို့ရတယ် long term plan ဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့် rest လုပ်လို့ရတယ်ဒါပေမဲ့ bed never quit ပေါ့နော်အာဒီလိုမျိုးအချက်တွေနဲ့ပြည့်စုံပြီးတော့ကိုကလည်း energy ပြည့်နေ motivation ပြည့်နေလောက်ကိုင်းလို့ရတယ်ကိုပိုင်စီးပွားရေးတစ်ခုအနေနဲ့ဆိုရင်တော့ digital business ကတော့လေ့လာဖို့အသင့်ဆုံးဖြစ်တယ်ပြီးတော့လေကိုကတတိချာချာလေ့လာပြီးရဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒီလုပ်ငန်းရဲ့เนาะခိုင်မာမှုတွေဒီလုပ်ငန်းရဲ့အကျိုးကျေးဇူးတွေကပို့ပြီးတော့လေနားတဲ့သဘောပေါက်ကြတယ်နားတဲ့သဘောပေါက်ပြီးတော့လေကိုကြိုက်နှစ်သက်ရင်စပြီးတော့လောက်ကိုင်းကြတဲ့လူတွေလည်းအများကြီးရှိနေဖြစ်တယ်ပေါ့เนาะဒီအောက်တိုဘာလဆိုလို့ရှိရင်လေအဲတခြား ဒီ digital business ကိုလုပ်ကင်ခဲ့တဲ့တက်တန်းတစ်လျှောက်ပေါ့နော်တောင်းလျှောက်နော်ဒီ digital business ဆပြီးတော့ဖြစ်တဲ့ကာလတစ်လျှောက်လုံးမှာတော့ပထမဆုံးရရှိရအခွင့်အရေးဖြစ်တယ်ပေါ့ကျွန်တော်တို့ first sales မှာတော့မှ four times commission ဆိုတာဒါကအများကြီးဖြစ်တယ်ပေါ့နော်ဒီလိုမျိုး commission ကိုလည်းရရှိနိုင်တဲ့အခွင့်အလမ်းကလည်းဒီအောက်တိုဘာလတိုင်းမှာပဲရှိတာဖြစ်တော့တော်တော်များများ business owner တွေအသစ်တွေပေါ့နော်အသစ်တွေကလည်းဒီလာတဲ့မှာဆိုအများကြီးအဲရှိနေပြီဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းကိုလေ့လာတဲ့သူတွေကသူတို့ရဲ့ဒီ business ရဲ့အကျိုးကျေးဇူးတွေကိုမြင်တာဖြစ်တယ် မလေ့လာဘဲနဲ့တော့ကျမတို့တွေကဘယ်ရောက်မှမသိနိုင်ဘူးနေเนาะကျမတို့တွေကလေ့လာရတဲ့ဆိုတဲ့နေရာမှာလည်းဒီ digital business ကစနစ်တကျလေ့လာမယ့်အဆင့်လေးတွေရတယ်ရှိထားပြီးသားဖြစ်တယ်ကျမတို့ကလုပ်ငန်းနဲ့ပတ်သက်တဲ့ opportunity ဆိုကျမတို့မျှဝေကြတယ်တကယ်လုပ်ငန်းကိုလေ့လာရမယ့်သူတွေကတော့ကျမတို့အခုကြည့်နေရမိတ်ဆွေပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့အခုမိတ်ဆွေတွေကကိုယ်ပိုင်ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုလေ့လာခြင်းကြတာဖြစ်တယ်လေ့လာခြင်းနဲ့လုပ်ကင်ခြင်းတဲ့သူတွေအတွက်ကိုယ်ပိုင် စီးပွားရေးပိုင်ရှင်နေဖြစ်တယ်ကိုပိုင်စီးပွားရေးပိုင်ရှင်နေရတဲ့အဓိကတော့ကိုကိုရိုင်းလေးလာမှုနဲ့အစပြုအောင်မှာဖြစ်တယ်သူများပြောရင်းနေရုံရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ရဲ့မိတ်ဆွေကြီးကိုက business တစ်ခုကိုလေ့လာရမယ်ဆိုရင်ကိုကိုရိုင်းစနစ်တကျ step by step လေ့လာကြည့်ဖို့လိုတယ်သူများပြောတာတွေထက်ဆိုင်ကိုကိုရိုင်းလေ့လာကြည့်ဖို့အမှန်ကန်လားနော်ဒီလုပ်ငန်းရဲ့ design ကဘယ်လိုသွားရလဲဒါတွေအကုန်လုံးကိုခိုင်မာမှုအစရှိဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကိုကိုကိုရိုင်းစနစ်တကျလေ့လာဖို့ကအရန်ရေးကြီးပါတယ်နော်ဒါလေးကိုလည်းပြောချင်ပါတယ်။ Digital business ကိုကိုက လေးလာခြင်းနဲ့เนาะဒီလုပ်ငန်းရဲ့ဒီဇိုင်းတွေကိုလေးလာခြင်းနဲ့ဘယ်လိုလေးလာရမလဲဆိုပြီးတော့မေးကြတဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှင်เนาะကျွန်မကဒီလေးလာပုံလေးကိုကျွန်မကပြောပြပေးခြင်းနဲ့အာပထမဆုံးအဆင့်ဆိုလို့ရှင်เนาะကျွန်မဒီမှာကျွန်မရဲ့ website လေးထပ်ပြီးတော့ပြထားပြီးပါတယ်ကျွန်မရဲ့ website ဖြစ်တဲ့ www.roselinkin.com ပေါ့เนาะအဲ့ဒီမှာကိုယ့်ရဲ့နာမည်နဲ့ Gmail ကိုဖြည့်သွင်းပြီးတော့ပထမဆုံးအဆင့်ညီနဲ့မိနစ်60 webinar လေးကိုအချိန်ပေးပြီးကြည့်ရမှာဖြစ်တယ်မိနစ်60 webinar လေးကိုကြည့်ရတဲ့အခါမှာလဲကိုကလေး အာဒီကိုအားတဲ့အချိန်မှာလည်းပြန်ကြည့်လို့ရတယ်ပေါ့နော်ကျမကမေးတွေပို့ပေးနေတာဖြစ်တယ်ဒီလိုမျိုးကိုကအားတဲ့အချိန်မှာကြည့်ရခါကြလို့ရှိရင်လည်းလုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံကြတဲ့အချက်တွေကိုကိုကလေ့လာနိုင်မှာဖြစ်တယ်ဒါကတော့ for sure ပေါ့နော်တိတိကျကျလေ့လာနိုင်မှာဖြစ်တယ်ဟုတ်ပြီဂျာဟုလေ့လာတဲ့အခါမှာလည်းကိုကမြန်မာလိုလိုပဲသိတယ်တိတိကျကျမြန်မာလိုမှအားရတယ်ဆိုရယ် mix ဆိုရယ် stress လို့ရှိရင်လည်းကျမတို့မြန်မာလို version တွေကိုကျမတို့တိုင်းရိုက်ဆက်သွယ်ပြီးတော့တောင်းလို့ရပါတယ်ကျမကမြန်မာလို version တွေကိုလည်းကျမရဲ့မိတ်ဆွေတွေကိုမျှဝေပေးနေပါတယ်လို့ဒါလေးကိုလည်းပြောချင်ပါတယ်ကဲဟုတ်ပြီတကယ်လို့ကိုက လေ့လာပြီးသွားပြီးပထမအဆင့် webinar လေးကိုအချိန်ပေးပြီးကြည့်ပြီးသွားပြီး business အနေနဲ့ပေါ့နော် online ကနေပြီးတော့ဘလို့ခိုင်ခိုင်မာမာ business တစ်ခုကိုတည်ဆောက်လို့ရတယ်လဲဆိုတဲ့အကြောင်းအရာတွေသိသွားပြီးပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကိုကိုတိုင်းပဲ business ရဲ့ full package ကိုလေ့လာရမှာဖြစ်တယ်ဒီလို business ရဲ့ full package ကိုလေ့လာဖို့ကလည်းမတော်မေးဆိုရအရှုံးမရှိပါဘူး။ဘာကြောင့်လဲဆိုရင်149ဒေါ်လာကို deposit ပေးသွင်းပြီးတော့ရက်30အတွင်းမှာ account နဲ့လေးလာခွင့်သဘောပဲအကုန်လုံးလေးလာခွင့်ရမှာဖြစ်တယ်။ကိုကရက်30အတွင်းမှာ ိတ်ကြိုက်လေးလားနော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးအကုန်လုံးနော်ခေစီတွင်းကြပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့အကုန်လုံးကိုလေ့လာပြီးတဲ့အခါမှာကိုကဆုံးဖြတ်ရမယ်ကိုပိုင်စီးပွားရေးဖြစ်တဲ့ကိုပိုင်စီးပွားရေးတခုငါစမှာလားဒီလုပ်ငန်းဟောင်ကလုတ်ကင်မှာလားအစရှိသဖြင့်ကိုကိုရိုင်းပြန်လဲသုံးသပ်မယ်ကိုကိုရိုင်းဆုံးဖြတ်ရမယ်ကိုကိုရိုင်းဆုံးဖြတ်ပြီးတော့ဟုတ်ပြီငါကတော့ဒီလုပ်ငန်းကိုကြိုက်တယ်ငါကတော့ဆက်လုပ်နိုင်တယ်เนาะဒီဟာကိုခင်ဗျာမမနဲ့ business တခုကိုငါစမယ်ဆိုလို့ရှိရင်တော့ကျမတို့ coach တွေနဲ့စကားပြောပြီးတော့ ကိုယ့်ရဲ့ business structure အတိုင်းကို set up လုပ်ပြီးတော့ business ကိုစပြီးတော့ set up လုပ်ရမှာဖြစ်တယ်တကယ်လို့ကိုကမဟုတ်သေးဘူးငါကတော့ဒါနဲ့မကိုက်သေးပါဘူးเนาะအော်လေးလာတို့တော့ပြီးပြီเนาะလေးလာတို့တော့ငါတည်သွားပြီဒါမဲ့ငါဒါနဲ့မကိုက်သေးဘူးဆိုလို့ရှင်တယ် it's okay ပါ149ဒေါ်လာကပေးသွင်းထားတဲ့ bank account ထဲကိုပဲပြန်ပြီး refund ပြန်တောင်းလို့ရတာဖြစ်တယ်ဆိုတော့အတွက်ကြောင့်100% money back guarantee ရှိရဲဆိုတဲ့အတွက်ကြောင့်ဒါကလည်းအခုချိန်မှာလေ့လာမယ်ဆိုရင် risk free ပေါ့နော်ဘာမှဆုံးရှုံးမှုမရှိတဲ့လေ့လာမှုမျိုးဖြစ်ပါတယ်လို့ဒါလေးကိုလည်းကျွန်တော်တို့မိတ်ဆွေတွေကိုပြောချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့မိတ်ဆွေတွေကိုကကိုပိုင်စီးပွားတစ်ခုကိုလည်းစကြနေနော်ဒီကနေစအမှန်လည်းမသိဘူးဘယ်လိုလေ့လာအမှန်လည်းမသိဘူးနော်ဆိုလို့ရှိရင်နော်ခိုင်ခိုင်မာမာနဲ့တရားဝင်လည်းဖြစ်တယ်ခိုင်ခိုင်မာမာလည်းဖြစ်တယ် ိုပိုင်စီးပွားရေးတစ်ခုကို online ကနေပြီးတော့ flexible ရှိရှိနဲ့လုပ်ကင်လို့ရတယ်เนาะစီးပွားရေးတစ်ခုကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ digital business ကိုလေ့လာဖို့ကျွန်မကတော့ဖိတ်ခေါ်ပါတယ်လေ့လာခြင်းကဘယ်တော့မှအရှုံးစွာမရှိပါဘူးအတိဉဏ်နဲ့เนาะလုပ်ငန်းတစ်ခုကိုကိုကလေ့လာခွင့်ရရှိသွားမှာဖြစ်ပါတယ်လို့ဒါလေးကိုလည်းပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်မဒီနေ့ညှောက်ပေးသွားရဲပေါ့เนาะအဲဒီ sustainable ပေါ့နော် sustainable motivation for the long term goals ပေါ့နော် long term goal တွေတက်မှတ်တဲ့အခါမှာ sustainable ဖြစ်စေနိုင်တဲ့အကြောင်းအရာကြီးလည်းသိရှိသွားပြီ digital business ကိုလေ့လာခြင်းနဲ့မိတ်ဆွေတွေလည်းလေ့လာပုံအစဉ်လေးတွေကိုသဘောပေါက်မယ်လို့လည်းကျွန်မကတော့ယုံကြည်ပါတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့သိချင်တဲ့၄ခုနေရှိရင်ပဲဖြစ်ဖြစ်မရှင်းတာပဲဖြစ်ဖြစ်နော်ထက်ပြီးတော့လေ့လာပုံလေးတွေကို ထပ်ပြီးသိကျင်တဲ့မိတ်ဆွေဆိုရင်ပဲဖြစ်ဖြစ်ပေါ့နော်ကျမကိုတရိပ်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်။အာကျမရဲ့ Facebook page ပေါ့နော်ဒီ Rose Linking and Thomas Business page ကနေလည်းမေးနိုင်သလိုအာကျမရဲ့ personal account က Rose Linking ပေါ့နော် personal account ကလည်းမေးလို့ရပါတယ်။နောက်ပြီးတော့ကျမရဲ့ WhatsApp ပေါ့နော် page မှာကျမပြောထားတဲ့ WhatsApp account ကနေပြီးတော့လည်းတရိပ်ဆက်သွယ်မေးမြန်းလို့ရပါတယ်လို့ဒါလေးကိုလည်းကျမတို့မိတ်ဆွေတွေကိုအာသတင်းစကားပိုင်းရင်းနဲ့ပေါ့နော်ဒီ live လေးကိုအဆုံးသတ်ချင်ပါတယ်။ကျမရဲ့ live လေးကိုကြည့်ရှုပေးနေကြတယ်။အခုကျမရဲ့ အာမိတ်ဆွေတွေတဦးတယောက်ချင်းစီကိုရောနောက်မှပြန်ကြည့်ကြမယ်ထမိုင်းမိတ်ဆွေတွေတယောက်ချင်းစီကိုရောကျေးဇူးများကြီးတင်ပါတယ်သူပြောချင်ပါတယ်ရှင်အားလုံးပဲ happy creative to you ပါရှင် see you next time bye bye